လူတွေရဲ့နေစဉ်လူနေမှုဘဝတွေဟာတနိုင်ငံနဲ့တနိုင်ငံရက်တည်မှုချင်းမတူညီကြသလိုဒေသတစ်ခုနဲ့တစ်ခုတို့ရဲ့ရက်တည်မှုတွေကလည်းကွဲပြားခြားနားလို့နေပါတယ်လူရဲ့လူဖြစ်လာရင် အသက်ရွယ်လိုက်တည်နေရလိုက် ရုန်းကန်လှုပ်ရှားနေကြရတာကလည်းဓမ္မတာသဘောတရားပဲဖြစ်ပါတယ်ငယ်ရွယ်သူတွေအဖို့ပညာကိုစီးပူးကြရတယ် အသက်အရွယ်ကြီးရင်လာတာနဲ့အမျှစီးပွားရေးလူမှုရေးတွေနဲ့နေ့စဉ်လှုပ်ရှားနေကြရမှာဒေတာလိုက်စီးပွားရေးလုပ်ငန်းတွေများစွာရှိတဲ့ထဲကမှတချို့ဒေတာတချို့နေရာတွေမှာအသက်မွေးဝမ်းကြောင်းအတွက်အစဉ်ပြေချောမိစွာရှာဖွေလုပ်ကိုင်နိုင်ကြပေမဲ့တချို့ဒေတာတချို့နေရာတွေမှာတော့တင်ပန်းဆင်းရဲစွာအသက်မွေးကြရသူတွေလည်းရှိလို့နေပါ နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာဟာပြည်သူလူထုတွေရဲ့စာဝတ်နေရေးအဆင့်တန်းမြင့်မားမှုဟာလည်းအဓိကရေးပါလာပါတယ်။ဒါတွေကိုနိုင်ငံတော်အစိုးရကလည်းတစ်ဖက်တစ်လမ်းကနေကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့ဒေသခံတွေကလည်းသူတို့ဒေသသူတို့မိသားစုတွေရဲ့အတွက်ညီမျိုးစုံနဲ့ဖြည့်ဆည်းပေးနေကြတာလည်းဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူအလုတ်ကိုင်းခွင်လန်းတွေပေါများလာပေမဲ့တချို့သောဒေသတချို့သောမိသားစုတွေကတော့သူတို့ရဲ့ဒေသကို မခွဲနိုင်မခွာရပဲတဘာဝကပြည့်တဲ့လက်ဆောင်တွေကိုဖန်နေပြီးအသက်မွေးနေကြတာပဲဖြစ်ပါတယ်အဲ့ဒီဒေသတွေတဲကမှပင်လယ်ရေမခန့်သေး၍သူတို့တွေရဲ့ဘဝတွေကိုဒီမှာပဲနှိမ့်မြုပ်လောက်ကင်နေကြသူတွေလည်းရှိနေတယ် ျွန်တော်တို့ကမ်းခြေမှာသဘာဝပဲတစ်ခုကလွဲလို့ channel အပိုင်းတော့ပင်လယ်ကမ်းခြေရဲ့သဘောကတော့ကောင်းပါတယ်ပင်လယ်ကမ်းခြေရဲ့သဘောသဘာဝတွေကိုသိနေတဲ့အခါကျတော့လေရှောင်းလို့တင်းလို့ရတဲ့သဘောမျိုးကမ်းခြေကြီးကတော့တကယ်တမ်းပေါ့နော်ဟိုအရေးပါပါတယ်ဘာဖြစ်လို့အရေးပါလဲဆိုတော့ဒီပင်လယ်ရေမခန်းသေးရေကတော့ကျွန်တော်တို့တွေလှုပ်ရှားနေရမှာသဘောတော့ရှိတယ်ဒီလုပ်ငန်းစုလေးကတော့မြန်မာတို့ရဲ့ဟင်းပွဲတိုင်းနဲ့ထမင်းဝိုင်းတွေမှာမပါမပြီးတဲ့ မြင်ငပိကိုလုတ်ကိုင်းနေကြတဲ့ပင်လယ်ပြော်တွေရဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီနေရာကတော့ AR9 ဒေသကြီးလက်ဗတာမြို့နယ်တင်ကန်းကြီးအုပ်စု ကုန်းကြီးကျေးရွာလေးပဲဖြစ်ပါတယ်။ရွာမှာရှိတဲ့မိသားစုတွေကတော့နှစ်စဉ်အောက်တိုဘာလကနေဧပြီလထိသာမြင်ပေါ်တဲ့ရာသီမှုဒီမြင်ငပိလုပ်ငန်းလေးကိုပဲ ၄၅လမြတာဦးစားပေးလုပ်ကင်နေကြတာလည်းဖြစ်ပါတယ်ကျွန်တော်တို့မြင်ငပီလုပ်ငန်းတော့ပြောမယ်ဆိုလို့ရှိရင်တော့တည်င်းကျိုးလာစန်းလောက်မှာကျွန်တော်တို့ကစပြီးတော့ရာသီဥတုချင်းတွေကြောင့်ဆင်းရတာပေါ့နော်ဆင်းပြီးတော့တည်င်းကျိုးတစောင်းမို့တော့လာစန်းလောက်အထီးလောက်ပဲဒီမြင်ငပီကအများများလေးပေါ့နော်ရရတယ်ဆိုပါလားနောက်ပိုင်းလာတွေကြတော့ကျွန်တော်တို့ကရမီမကောင်းတော့ပေါ့နော်ချားတော့ဗာစီပွားရေးမှတော့မရှိဘူးကျွန်တော်တို့ကမြင်ငပီလုပ်ငန်းအဓိကကျွန်တော်တို့က ားများစားသားအိတ်လာတွေမှာရားတဲ့အတွက်ပေါ့နော်လူတိုင်းရတနိုင်တပိုင်လုပ်ငန်းလေးတွေဖြစ်တဲ့အလေရောက်ကျွန်တော်တို့ကဒီမှာဆိုရင်မိသားစုဟိုရွာလူဖြစ်နေတာပေါ့နော်လက်ငယ်သမားလေးပေါ့ပြောလို့ဆိုဒီမှာကျွန်တော်တို့40ကြောကြောလောက်တော့ရှိတာပေါ့နော်40ကြောကြောကလည်းကျွန်တော်တို့ကဒါတနိုင်တမိုင်လုပ်ငန်းလေးတွေဖြစ်တဲ့အတွက်ဆက်လေလေးတွေဆိုလဲဒါအခုဒီမှာမြင်တွေ့နေရတဲ့ဆက်လေလေးအသေးလေးတွေအစီး40ကျော်ပိုင်ရှင်ဆိုလဲအစီး40ကျော်ကို40ဦးလောက်တော့ရှိတာပေါ့နော် ဒီလုပ်ငန်းဟာပင်လယ်ကမ်းကြီး၅ဖန်းလုပ်ငန်းဖြစ်ပြီးတော့ဒီမြင်ကောင်လေးတွေကလည်းအကောင်ရည်တင်းတန်းချီပြီးတော့ရေတိမ်မှာအုပ်စုဖွဲ့နေကြတာလည်းဖြစ်ပါတယ်။သူ့ရဲ့ရောင်ကတော့အနီရောင်တန်းပြီးပုံတရံကတော့ပဇွန်အသေးလေးနဲ့တူပါတယ်။ဒီရွာမှာရှိတဲ့၅ဖန်းသူရဲ့ကောင်းတွေဟာသေးငယ်လာတဲ့ဒီမြင်ကောင်လေးတွေကိုဘလို့ဖမ်းရမယ်ဆိုတာနားလေကြွန့်ကျင်ကြတယ်လို့ရာသီဥတုကလည်းသူတို့ရဲ့အတွေ့အကြုံနဲ့နားလေရှောင်တိန်နေကြတာပဲဖြစ်ပါတယ်။ ဒီမြင်ကောင်လေးတွေကိုတော့ငါကြီးများဖမ်းတယ်လို့ပိုက်အကြီးတွေမလိုပဲအိမ်သုံးစာအပြာစားတွေကိုအသုံးပြုပြီးဖမ်းကြရတာလည်းဖြစ်ပါလိမ့်။ဟုတ်ကဲ့ကျွန်တော်တို့ငပီဖမ်းတဲ့ဘိုက်ကတော့ကျွန်တော်တို့လက်ရှိအခုပိုက်စိမ့်ခေါ်တာပေါ့နော်။အဲပိုက်စိမ့်နဲ့ကျွန်တော်တို့ကဟိုလူတယောက်ကိုအနည်းဆုံး5ပေါင်6ပေါင်8ပေါင်ဒီလောက်ပဲကျွန်တော်တို့ကဖမ်းနိုင်တာပေါ့နော်။အဲရတာလေကျွန်တော်တို့ကဒီမြင်ရလဲ ပိုက်စိမ်းနဲ့ဆိုတော့ကျွန်တော်တို့ကအမှန်ကြီးပဲ။မငားမှလည်းမပါဘူး။မပါတဲ့အခါကျတော့ကုန်းမရောက်လာနဲ့ကျွန်တော်တို့ကစားခူးတယ်။စားရလဲကျွန်တော်တို့ကကုန်းတဲ့အကြိုက်စပေါ်ခူးပေးရတာပေါ့နော်။ခူးပေးပြီးတော့ကျွန်တော်တို့ကအဲ့ဒီလှမ်းလိုက်ပြီးလားဆိုညနေပိုင်းဆိုကျွန်တော်တို့တစ်ထပ်ဆွဲရတယ်။ဆွဲပြီးရင်တစ်ခါပြန်ပြီးတော့နောက်နေ့တစ်ခါပြန်ထပ်ထပ်ပြီးတော့ပြန်ပြီးတော့လှမ်းလှမ်းပြီးတစ်ခါပြန်ဆွဲပြီးွားမှာကျွန်တော်တို့ကနောက်၃ကကြိတ်၅ကကြိတ်လောက်မှာကျွန်တော်တို့ကကျောင်းတန်းဝင်လဲမြင်ငပြီးအနေထားမျိုးကျွန်တော်တို့ကတက်ရောက်သွားတာပေါ့နော်။ ျွန်တော်တို့ကရိုးရိုးမြင်နေတော့မနေရိုးရိုးမြင်ရတော့ငါးပါမယ်ပစုံပါမယ်အခုဒီပိုက်စိမ်းမြင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဟိုပြောမယ်ဆိုရင်တော့အရှိသေးပြည့်မီတဲ့ငပိလို့ကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်နေရမှာစားသုံးသူတွေလက်ထဲကိုကိုယ်တိုင်အရောက်မပို့နိုင်ကြပေမဲ့သူတို့စီကနေထုတ်လုပ်လိုက်တဲ့မြင်ငပိကို အစကနေအဆုံးထိစနစ်တကျလုပ်ကင်ကြရတာလည်းဖြစ်ပါတယ်ပထမဆုံးအဆင့်အနေနဲ့ကတော့ ပင်လယ်ပြင်ကနေရရှိလာတဲ့မြင်လေးတွေဒေသခေါ်စားကူးရဲလို့ခေါ်တဲ့စားနေခြင်းအဆင့်ကိုစတင်ကြရပါမယ်ပြီးရင်တော့ဒီစားနေပြီးသားမြင်တွေကိုတ냐သိပ်ပြီးနောက်နေမနဲ့မှာတော့နေလန်းရအောင်လေ နေလန်းပြီးလို့ရလာတဲ့အခါမှာဆက်နဲ့ခါချိုးပေးရပါတယ်။ခါချိုးတယ်ဆိုတာကပထမအဆင့်ကြိတ်ချင်းလေးဖြစ်ပါလေ။ခေတ်တွေပြောင်းလဲလာမှုကြောင့်အခုအခါမှာတော့ဆက်တွေအကူအညီနဲ့တွင်ကျဲစွာအသုံးပြုနိုင်ကြပြီမဲ့ရှေးရင်ခေတ်ကာလတွေနှုန်းကတော့လက်နဲ့သာအထက်ထက်ထောင်းကြရတာလည်းဖြစ်ပါလေ။တစ်ထက်ကြိတ်ပြီးရင်တော့နေပြန်နှမ်းရပါသေးတယ်။နေလန်းပြီးရင်ဒုတိယကြိမ်ထပ်မံကြိတ်ပြီးနေထက်နှမ်းရပြန်ပါလေ။ အပင်စားသုံးနိုင်တဲ့မြင်ငပီရဖို့တော့၅ချိန်လောက်ထိကိုကျိတ်ပေးရတာလည်းဖြစ်ပါတယ်။အစင်တိုင်းမှာတော့ကျိတ်ပြီးနေပြန်လှမ်းပေးရသလိုကျိတ်တဲ့အခါမှာလည်းဓာသွားကိုအကြီးကနေအသေးဆုံးထိလဲလှယ်ပေးကြရတာလည်းဖြစ်ပါတယ်။ဒီလိုအစင်းနဲ့လှုပ်ကြရတဲ့အခါမှာလည်းမိသားစုတစ်ပိုင်းတစ်နိုင် စီးပွားရေးဖြစ်တာနဲ့သူ့အလုပ်ကိုယ်လုပ်မခွဲကြဘဲ ကလေးလူကြီးမကျန်တက်ညီလက်ညီနဲ့လုတ်ကင်နေကြတာလည်းဖြစ်ပါလေ။ဒီလိုထုတ်လုပ်တဲ့အခါမှာလည်းတဘာဝကိုခြေခံပြီးပြုလုပ်ရပေမဲ့အတက်နိုင်ဆုံးတန်ရှင်းမှုကိုတိကထားပြုလုပ်နေကြရတာလည်းဖြစ်ပါလေ။ဒါပေမဲ့သူတို့တွေရဲ့ပင်ပန်းကြီးစွာထုတ်လုပ်ကြရပေမဲ့လည်းဖြန့်ပြူးမှုအပိုင်းမှာတော့အနေငယ်အားနည်းမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ။တန်ရှင်းမှုပိုင်းရတော့ကျွန်တော်တို့ကတော့တဲမပါတဲ့နေရာကိုရယူပြီးတော့ကျွန်တော်တို့အလုပ်လုပ်ရတဲ့သဘောရှိတယ်။နောက်ပြီးတော့လည်းကျွန်တော်တို့ကဒီဘောကိုဟိုဖနက်စီမတဲရတော့တဲပါမှာဆိုတော့အတက်နိုင်ဆုံးတော့ကျွန်တော်တို့လုပ်ပြရတာရှိတယ်ပေါ့နော်။အဲအဲ့မှာမှကျွန်တော်တို့ကအရင်တုန်းကတော့လက်ထောင်းနဲ့ခစ်ပေါ့။အခုဆက်ကလေးတွေနဲ့ဖြစ်လာတဲ့အခါကျတော့ခါချိုးလိုက်လို့ရှိရင်အကောင်ကရင်ကျွန်တော်ခါချိုးရင်ဆက်နဲ့ချိုးတာများပါတယ်ပေါ့နော်။အရင်တုန်းကတော့တော်တော်လေးဒုက္ခရောက်ခဲ့ပါတယ်ဟိုကျွန်တော်တို့ကလက်နဲ့ထောင်းရတော့ တဘာဝကြကြဘာဆေးဝါးမှကျွန်တော်တို့ပေါ်သုံးတာလည်းငငပိမဟုတ်ဘူးဒီကောင်ကတော့လက်ဝင်လည်းကျွန်တော်တို့ကရလာရင်တနေ့ကိုဒီမှာ9000နဲ့9000နဲ့နေစားကျွန်တော်တို့ကငှားပြီးလုပ်ရတယ်။ဘာဖြစ်လို့ဒီမြင်ဒီကျွန်တော်တို့ကတအားပုတ်သွားတဲ့အစင်ထိပြာသွားတဲ့အစင်ထိဆိုအရေးသူရမမီတဲ့အတွက်ကျွန်တော်တို့ကအများကြီးလုပ်ပြရတာရှိတဲ့အတွက်ကျွန်တော်တို့ငပိဒီစောစောကတော့ဓာတုဗေဒအတင်ခံတဲ့ငငပိဖြစ်တဲ့အတွက်စားသုံးသူအနေထားရတော့ဟိုကောင်းကောင်းကြိုက်ပါတယ် ကြိုက်တဲ့အလှယောက်ကလည်းကျွန်တော်တို့ကကိုများများရလာရင်လည်းများများဖြုံးပေးနိုင်မှာပြဆန်ရမှာဖြစ်တဲ့အတွက်များများလည်းသူတို့ကမဖြုံးနိုင်ကြဘူး။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ငပီးကိုသူတို့ကဈေးမမီဘူးကတ်မရဘူးပေါ့နော်။အယောင်းဝက်သွတ်တဲ့ငပီးရတော့ကျွန်တော်တို့ဝက်စားငပီးလိုပါလို့ပြောတာသွတ်တယ်။နောက်ညင်အကျန်းကြိတ်ထားတဲ့ရိုးရိုးငပီးသွတ်တယ်။ပွဲရုံမှာဆိုလည်းရိုးရိုးငပီးသွတ်တယ်။ကျွန်တော်ဒီငပီးကြတော့မသွတ်ချင်။အဲအဲ့ငပီးမျိုးကိုဘယ်လိုစားကြလဲဆိုတော့စောစောကလက်ဆောင်ပေးတာတို့အဲစသည်အားဖြင့်ကျွန်တော်တို့ဟိုချောင်းသာဘက်က ျွန်တော်တို့ဝလားဝယ်တာတို့အလဲသမားဒီမှာတိုင်းတိုင်းကျွန်တော်တို့လောင်ရမယ်ပြူကြမယ်ဆိုလို့ရှင်သူကရေရှည်ထားတို့ရတဲ့အတွက်ငပိတိအည်သေးကောင်းတဲ့အတွက်ဟို100တို့200တို့50တို့စသည်အရကျွန်တော်တို့အဲ့လိုဖဲ့ရောင်းပေးနေရတဲ့သဘောတော့ရှိတယ်။ငပိတကယ်လို့ကုံလေလာလို့အယောင်းဝယ်သွဲမယ်1000ယူမယ်2000ယူမယ်ဆိုရင်ကျွန်တော်တို့ငွေကြီးလဲအားကြီးဒီငါကြီးထိုးဆက်လို့ရတာပေါ့နော်။ကိုရှိမှလဲငပိက1500လောက်ရှိကြတဲ့လူတွေပဲဖြစ်နေတဲ့အတွက်ဒါလေးတစ်ခုပါပဲကျွန်တော်တို့ကတော့ပြောမယ်ဆိုလို့ရှိရင်အယောင်းဝယ်သွက်စေခြင်းနဲ့ပေါ့နော်။ ဒီရွာလေးမှာစုပြီးမြင်ကပီလုပ်ငန်းကိုမိသားစု40လောက်ကအဓိကထားလုပ်ကင်နေကြတာလည်းဖြစ်တယ်လို့သူတို့မိသားစုတွေရဲ့ဝန်ရည်ကိုအဓိကထားဖြည့်ရှင်းပေးနေတဲ့လုပ်ငန်းလေးဖြစ်ပါတယ်။ဒီလုပ်ငန်းကအနည်းငယ်များပေမဲ့သူတို့မိသားစုတွေရဲ့တစ်နှစ်ပတ်လုံးစာပူလောင်နိုင်သေးဖို့အတွက်ယာတီကြလာတဲ့အချိန်လေးမှာပဲယာတီဥရုကိုအန်တုလို့လုပ်ကင်နေကြရတာလည်းဖြစ်မှာလေ။အန်ဒီရဲတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ ဒီမှာဆိုကျွန်တော်တို့ပေါ်သူသတင်းကျလာဆန်းအဆင်းပြီဆိုကျွန်တော်တို့တပေါင်းတကူးလာဆန်းဆိုကျွန်တော်တို့ပြန်လက်ရလာတကူးလာတိဘလောက်ပဲအားမီကောင်းနေကောင်းလို့ကျွန်တော်တို့ကဆွဲလို့မကောင်းတော့ကန်းကြီးရဲ့အနေထားရနေလို့ထိုင်လို့မသိတော့ဘူးเนาะမသိတော့ပြန်တက်တယ်ပြန်တက်တဲ့အခါကျရွာပေါ်မှာအိမ်နေရှိကြတယ်အဲ့အိမ်ကိုပြန်ပြောင်းနေရတယ်အခုယာယီတဲလေးထိုးပြီးလာနေရတယ်အဲဆောင်းဝင်းနေရတော့အဆင်မပြေဘလို့မပြေလဲဆိုတော့တချို့ကျတော့ဟိုချောင်းထဲမှာချောင်းချက်ကလေးတွေရှိတယ်ဇရေကလေးအဖြစ်အသုံးပြုနေကြတာပေါ့เนาะ ဒီမှာကျွန်တော်တို့ကဟို3လ4လထန်ကုန်လုပ်ပြီးပြန်ပြီးတော့အပေါ်ရောက်တော့အခြားလုပ်ငန်းဆိုရလဲဒီမှာကျွန်တော်ပင်လယ်ကမ်းကြီးမှာတည်နေရှိကြလယ်လုပ်ငန်းလည်းနည်းတယ်ဒီဘက်ကြီးကဆိုတော့ကကျတော့အလင်းမမီတာများတယ်များတို့လည်းကျွန်တော်တို့ကမတိုးတက်ဘူးလို့ပြောရမှာပေါ့နော်စီဝါရီကိုကြီးကြီးကျယ်ကျယ်လှုပ်ရှားလို့ပဲ။ဘာဖြစ်လို့ရသွားလဲအရင်ကြီးတည်းကဟိုမှာထိုင်စားရတဲ့ကုံသွားပြီ ဒီလုပ်ငန်းကနေအဆင်ပြေမှုတွေရောအဆင်မပြေမှုတွေပါရှိကြပြီမင်းတို့ကျွမ်းကျင်တဲ့အတတ်မဝန်းကြောင်းတစ်ခုဖြစ်လို့နှစ်စဉ်လောက်ကင်လေးရဲ့ရှိကြပါတယ်ဒါပေမဲ့ဒီမြင်ငပိလုပ်ငန်းလေးကိုပဲ တိုးတက်အောင်မြင်ခြင်းနဲ့စိတ်ကူးမျှော်လင့်ချက်တွေလည်းရှိလို့နေပါတယ်အဲလုပ်ငန်းကြီးကြီးရလို့ကျွန်တော်တို့ကစိုးစိုးရလို့ပေါ့ ဒီဒစီရရင်ကျွန်တော်တို့ကနှစ်စီးလောက်တော့ကျွန်တော်တို့ကလုံးရှင်တဲ့အတိုင်းသာရှိတယ်။ဒါပေမဲ့ဆိုတော့ကျွန်တော်တို့ဘက်ဒီမှာတော့ယာတိဥရိသဘာဝဘေးကြောင့်ရယ်နောက်ပြီးတော့ငွေကြီးအခက်ခဲကြောင့်ရယ်ပေါ့နော်။အဲ့ဒါလားမလုံးဖြစ်တာတော့များနေတယ်။လက်ရှိဒီဒစီလေးနဲ့ပဲသွားနေကြတာများ။အခုလက်ရှိလုံးနေရတဲ့ကဘယ်သူမှတွေးမကင်း။တွေးမကင်းတဲ့အခါကျတော့ဘေးကကျွန်တော်တို့ကစီးပွားရှင်လုပ်ငန်းရှင်တွေရှင်ရတယ်ကျွန်တော်တို့က30တို့72ချက်တို့ ငပီဘေးငပီဘေးဆိုတာလေကျွန်တော်တို့ကလက်ရှိကျွန်တော်တို့ရှိမှာပေါင်နေတာဟိုတိတ်နှောင်းသေးပေါင်နေတာ800ဈေးလို့9000ဈေးလို့7000ဈေးလို့ဆွဲလို့ပါဟိုဖြစ်စေချင်တာတော့ဘာပဲဖြစ်ဖြစ်ပေါ့နော် NGO ဖွဲ့စည်းတော်၎င်းနိုင်ငံတော်အပဲပေါ့နော်ဟိုအဖက်ဖက်ကရင်ကျွန်တော်တို့ကဟိုချင်းငွေပုံစံမျိုးလေးကျွန်တော်တို့ကဖြစ်စေချင်တယ်ပေါ့ရှိပြည်သူများခင်ဗျာဒီရွာလေးမှာရှိတဲ့မိသားစုတွေဟာ မြို့ကြီးပြကြီးတွေလိုတိုက်တာအဆောက်အဦတွေနဲ့မနေနိုင်ကြပါပဲသူတို့ဒေသသူတို့တဘာဝနေတော့မွေလျောနေကြတာလည်းဖြစ်ပါတယ်ခင်ဗျာရည်ဒီသားမှနေရဖြစ်တဲ့အတွက်ပြည်လဲလုပ်ငန်းကိုလုပ်ရတာလည်းတကြော် နောက်တစ်ချက်ဒီလုပ်ငန်းတွေဒီကျွန်တော်တို့ကသဘာဝဘေးနဲ့ရင်ဆိုင်ပြီးလုပ်ရတဲ့အတွက်အသက်အန္တရာယ်အားလုံးအားကြီးနီးစပ်တာဖြစ်တဲ့အတွက်အခြားလုပ်ငန်းကိုပြောင်းချင်လို့မျက်စိတဲ့မြင်မြန်တော့လဲအရင်းနှီးမရှိတဲ့သဘောတွေကြောင့်ကျွန်တော်တို့ကဒီပင်လဲအနေထားရလုပ်ရတယ်လို့ကျွန်တော်တို့ကခံယူချက်ထားတာပေါ့နော်ဒေတာတစ်ခုဒီတိုင်းမှာရှိကြတဲ့ဒေတာကန်ပြည်သူတွေအနေနဲ့စည်းဝါးရေးကိုလောက်ကင်စားတော့ကြရမှာအမျိုးမျိုးဖုံဖုံရှိကြတယ်လို့ပြောရမှာမနေ့ တော့ရမှာနေရတယ်ဆိုတဲ့ဆိုရိုတိုင်းတဘာဝဘေးရန်တွေတချို့ရှိကြပေမဲ့လည်းမိမိတို့ဒေသမိမိတို့ထွက်ကုန်တွေနဲ့ရေမြေတဘာဝရဲ့ဖေးဆွဲနိုင်မှုတွေကြောင့်ဒီဒေသဒီကထွက်ကုန်တွေကိုဒီကနေ့ထိတိုင်းတန်ဖိုးထားထုတ်လုပ်နေကြတာလည်းဖြစ်ပါတယ်။ ERI တိုင်းဒေသကြီးလက်ပတာမြို့နယ်တင်ငန်းကြီးအုပ်စုမှရှိတဲ့ကုန်းကြီးကျေးရွာလေးဟာဆိုရင်လေတဘာဝကိုခြေခံပြီးရရှိလာတဲ့ညင်ငပိလုပ်ငန်းကို ဒီကနေ့ထီတိုင်ထုတ်လုပ်နေကြတာကိုပြည်သူတွေသိရှိစေနိုင်ဖို့ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ